အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်အားတွေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အဲ့ Manchester United အသင်းနေနဲ့လက်ရှိမှာသူတို့ရဲ့နာမည်နွေရာသည့်အတွက် Marquis Signing ကိုတော့ Elio Anderson ဖြစ်သတ်မှတ်လိုက်ပြီးဆိုပြီးတော့လက်ရှိမှာ TRD TRD ရဲ့သူတို့ Journalist တွေစီကနေပြီးတော့မနေ့ကစတင်ပြီးတော့တွေ့လာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးဒီတေးလေးပြောအောင်အဲ့ဒါလက်ရှိမှာဒါလေးရွေးမှုပဲနဲ့ထုံးဝင်နေတာ Manchester United မနက်ခင်းအကြောင်းတွေကိုဒါလက်ရှိမှာဒါကျွန်တော်9မိနစ်ပြည့်အောင်ပြောအောင်အဲ့တော့ Manchester United အသင်းနေနဲ့ဒါကျွန်တော် Elio Anderson ကိုတော့လာမယ့် transfer window မှာဒါကျွန်တော်လာမယ့်ဆောင်းအတီပြောင်းရွှေ့တော့မဟုတ်မယ်လာမယ့်ဒါကျွန်တော်တို့ လူရသည်အပြောင်းရွှေ့မှာတော့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကသူတို့အသင်းအတွက်နံပါတ်1ဒါကျွန်တော်တို့စူပါစတာဆိုင်းငင်းတယောက်အနေနဲ့သတ်မှတ်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုလက်ရှိမှာ Tier 2 Tier 3 channel တွေကနေတောက်လျှောက်တွေ့လာခဲ့ရတာဖြစ်တယ်အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒီကွင်းလယ်နေရာအတွက်ဒါ Elio Anderson ကိုတကယ်ပဲခေါ်ယူတော့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ Dan Forest ကတောင်းတဲ့ဈေးကိုပေးဖို့အတွက် ready ဖြစ်ပြီလားဆိုတဲ့မေးခွန်းမေးရမယ်အပမောက်ဆုံးအနေနဲ့ Elio Anderson ကလက်ရှိမှာ Northern Forest အသင်းနဲ့စာချုပ်တက်တဲ့အတိုင်းတာတစ်ခုတည်းရှိနေသေးတဲ့အတွက်ကြောင့်မလို့ တို့အနေနဲ့ဒါကျွန်တော် Manchester United အသင်းနဲ့ခေါ်ယူခြင်းလဲဆိုရင်တော့ Northern Forest အသင်းရဲ့ဒါကြိုက်စည်းပုံစံမျိုးကို United အသင်းကလိုက်ပြီးပေးရမယ်လို့သိရတယ်မှာပါတယ်ပထမတော့ Kolar Hala တွေကြားနေတဲ့ချက်ကတခုရှိတယ်အဲ့ဒါကဘာလို့ဆို Elio Anderson ကို Newcastle United ကပြန်ဝယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်လက်များပါမလားဆိုအကုန်လုံးကစိတ်ဝင်စားခဲ့ပေမဲ့အခုလက်ရှိမှာ Northern Forest ဘက်ကတက်လာတဲ့သတင်းတွေရ Elio Anderson ကိုတော့ဒါကျွန်တော်တို့ Newcastle United အသင်းကလည်းပြန်ခေါ်ပိုင်ခွင့်လက်ထဲမှာမရှိဘူးလို့သိရတယ်မှာပါပါတယ်ပြောချင်တာ Elio Anderson အပြောင်းရွှေ့ ေနဲ့ Manchester United အသင်းရဲ့သတင်းကောင်းတစ်ခုပြောပါဆိုရင်တော့ဒါကျွန်တော် Elliot Anderson ကို Newcastle United အသင်းကပြန်ခေါ်ပိုင်ခွင့်မရှိတာက United အသင်းတော့တော်တော်လေးဖြစ်အဲ့တော့ဒါပေမဲ့ Elliot Anderson ကိုလက်ရှိမှာ Manchester United အသင်းသတင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ Premier League အသင်းကြီးတော်တော်များများအပါဝင်ဒါလက်ရှိမှာဒါကျွန်တော်တို့ La Liga က Luis Enrique ကစား Elliot Anderson ကိုစိတ်ဝင်စားနေလို့သိရတယ်မှာပါတယ်ဒါကြောင့်လက်ရှိမှာ Kola Hala တွေအရာဆိုရင်ဒါ Tier 3 Tier 2 Tier 2 Tier 3တော့မဟုတ်တော့ဘူးเนาะ Kola Hala တွေအရာဆိုရင်တော့နောက်ဆုံး update သတင်းတွေအရာဆိုရင်တော့ Manchester United အသင်းဒါကျွန်တော်တို့အာကတော့ Eddie Anderson ကိုခေါ်ယူဖို့တလက်ရှိမှာနံပါတ်1ပြေးနေတယ်ဆိုတဲ့သတင်းကစပြပြီးထွက်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာ Elio Anderson ကို Real Madrid ကပါစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကတဖြည်းဖြည်း Makati တက်လာနေခဲ့တာကိုတွေ့ရမယ်။ Elio Anderson ကလက်ရှိမှာဒါကျွန်တော်ကွင်းလည်နေရမှာတော်တော်လေးကိုစိုးမိုးနေပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာကျွန်တော်အခြေအနေတစ်ခုဖြစ်လာခဲ့တယ်။ Tom Bezuche ရဲ့အသင်းမှာလည်း Elio Anderson ကနေရာရနေခဲ့လို့ Northern Forest ရဲ့အနေနဲ့တကြဖြစ်နေတဲ့အခြေအနေမှာတော့ Elio Anderson ရဲ့ခြေစွမ်းကတော်တော်လေးကိုဒါကောင်းနေ င်းနေတာကိုတွေ့ရမယ်အဲလီယန်အန်ဒါဆန်ကိုလည်းရှိမှာရီယယ်မက်ဒရစ်ပါဝင်တာပရီးမီးယားလိဂ်ကအသင်းကြီးတွေကိုဒါစိတ်ဝင်စားနေတယ်ဆိုတာသိတော့မထူးဆန်းဘူးဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့မြို့ကန်ပြိုင်မဲ့ဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းကလည်းအဲလီယန်အန်ဒါဆန်ကိုစောင့်ကြည့်နေတယ်လို့သိရတယ်မှာပါတယ်သူတို့အသင်းနဲ့လာမဲ့နွေရာသီမှာဘနာဒိုဆေးဗောက်ကိုအသင်းကနေဆုတ်ရှုံးဖြစ်ခဲ့မယ်ဆိုရင်တော့အဲလီယန်အန်ဒါဆန်ကိုခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေခဲ့တာတွေ့ရမယ်အဲ့တော့အဲလီယန်အန်ဒါဆန်ကခုနကျွန်တော်ဒါဗီဒီယိုအစမှာပြောခဲ့တဲ့အတိုင်းပဲဒါကျွန်တော်အခုမှဒါမနီတနေ့ရမှာဒါကျွန်တော် Northern Forest အသင်းကိုရောက်တဲ့အတွက်ကြောင့်မလို့ကာလာရှီ စာချုပ်တစ်ခုအနေနဲ့ချုပ်ထိုးထားရတဲ့ကြောင့်သူ့အနေနဲ့ဒါကျွန်တော်အတိုင်းအတာတစ်ခုထိတော့အကြံနေသေးတော့တွေ့ရမယ်ပြဿနာအရာပဲလက်ရှိမှာဒါစာချုပ်ဖြတ်သိမ်းခြင်းလည်းမရှိဘူးဒါကျွန်တော်စာချုပ် contract ရလည်းကြံနေသေးတဲ့အတွက်ကြောင့်မို့ဒါ Manchester United အသင်းနေနဲ့ Elio Anderson ကိုခေါ်ခြင်းနဲ့ဆိုရင်တော့မှသူတို့အနေနဲ့ဒါကျွန်တော်ငွေကြီးကြီးမျိုးအောင်များပြရမယ်အနေထားမှရှိတယ်။ United အသင်းကလက်ရှိလာမဲ့စောင်းရသည့်အပြောင်းရွှေ့ခဲ့တဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတာမှန်ပေမဲ့ Northern Forest အသင်းကလက်ရှိမှာသူတို့အနေနဲ့လည်းသူတို့မှလည်းဥရောပကွာဒါကျွန်တော်လက်ရှိမှာတမ်းမစင်းရကြီးရောနှစ်ခုလုံးကိုတပြိုင်တည်း ဲကိုရုံးကန်ရမယ့်အခြေအနေရှိရတဲ့ကြောင့် Elliot Anderson ကိုတော့ဒီနှစ်ဆောင်းရသည်မှာတော့ Northern Forest အသင်းကရောင်းချသွားဖို့အတွက်အစီအစဉ်မရှိဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်။ United အသင်းကလက်ရှိမှာ Elliot Anderson ကိုတော့ဒါကြောင့်လာမယ့် New Year ဒီမှာသူတို့အနေနဲ့ CM နေရာအတွက်ဒါကြောင့်တော်တော်လေးကိုပြင်မှတ်ထားရတယ်။လူတော်များဒီနေရာမှာစိုးရိမ်တဲ့အချက်တခုရှိတာက United ပရိသတ်တွေက Bruno Fernandes ရဲ့အနာဂတ်။ကျွန်တော်အနေနဲ့ပြောမှာဆို Bruno Fernandes နဲ့ Elliot Anderson နဲ့ကဒါကျွန်တော်တို့နေရာမတူလို့ဆော့ပေါက်လည်းမတူဘူးလို့မြင်တယ်။တချို့ကြတာကျွန်တော်တို့ Bruno Fernandes ကိုရောင်းပြီးတော့မှ Elliot Anderson ကိုဝယ်မယ်ဆိုပြီးလက်ရှိ ီမှာနိုင်ငံခြားတချို့ journalist တွေကမီးမွေးထားတာတွေ့ရမယ်။ပြောကြပြ Bruno Fernandes ကိုလာမဲ့ New Year ဒီမှာ Manchester United အသင်းကတော့သူတို့အနေနဲ့ဒါကျွန်တော်တို့ sorry back ကိုဒါ bruno fernandez ကိုရောင်းချသွားပြီးတော့ရတဲ့ပတ်စံကိုဒါကျွန်တော်ဒါ elio anderson ကိုယင်းနှမြုံနံသွားမယ်ဆိုတဲ့ပုံစံမျိုးကိုဒါရေးသားနေခဲ့တာတွေ့ရတယ်။တကယ်တမ်းဆို United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော် bruno fernandez ကိုရောင်းစရာမလိုပါဘူး။ United အသင်းနဲ့ခုလက်ရှိဒီနောက်ပိုင်းနှစ်တွေမှာ physical အရာရငွေကြီးရတာ elio anderson ကိုလာမယ့်ရာသီမှာဝယ်ယူလို့ရနိုင်တဲ့ငွေကြီးတခုတစ်ဖြည်းဖြည်းပြန်လည်ပြီးပိုင်ဆိုင်နေပြီဖြစ်တဲ့ကြောင့် United အသင်းနေနဲ့ဒါကျွန်တော် buy before sale ကိုလုံးလုံးလုတ်စရာမလိုဘူးလို့ကျွန်တော်အနေနဲ့ဖတ်မိရတယ်မှာပါတယ်ဗောနော။ United အသင်းနဲ့ခုလက်ရှိမှာဒါက ားသမားတွေဥဥရေ short chart လုခလာစား short chart အကုန်လုံးကိုဒါပြုတ်လုတ်တဲ့လောက်ပြုတ်လုတ်ပြီးတဲ့နောက်ပိုင်းမှာတော့ Manchester United အသင်းကတော့ဒါကျွန်တော် blue ပဲပြောပြော Elio Anderson နဲ့ပတ်သက်ပြီးတော့လာမယ့်နေရာဒီမှာငွေသုံးသွားမလို့သိရတယ်။ Nottingham Forest အသင်းကလည်းရှိပါပေါက်ခဲ့ရသေးတယ်ခေါ်ထားတာပေါ့နော်သူတို့ကစားသမားမရောချင်တော့အဲ့တော့ဒီနှစ်ဆောင်းရဒီမှာဒါ Elio Anderson ကိုခေါ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် ပေါင်တန်း100နဲ့တန်း120ကြာတဲ့မှာဖြစ်နေဆိုတော့ Nottingham Forest ကဒါ သတင်းလွှင့်ထားခဲ့တာကိုတွေ့ရမယ်။ United ကတော့အကစားသမောက်ဘယ်နီးနဲ့မှအိုက်ဇေးပြမှုစီစဉ်မရှိဘဲနဲ့ United အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ပထမဦးဆုံး first offer ကိုလုပ်ခဲ့မယ်ဆိုရင်တော့မှ55နဲ့60ပတ်ချာလေဝင်းကျင်ကြားကိုဒါကျွန်တော်တို့ပြီးပြီးတော့ခေါ်ယူသွားဖို့အတွက်စဉ်းစားရနေထားမှာပဲရှိတယ်လို့သိရတယ်ဒီမှာပါ။အဲ့ပြောချင်တာရှေ့မှာလည်း Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဒီကစားသမောက်ကိုခေါ်ယူတဲ့အနေထားမှာတော့ဒါပတ်စံကိုဒါကျွန်တော်တို့လက်ရှိ Nottingham Forest Town နဲ့ဈေးကိုပြီးစရာမလိုဘူးပေါ့နော်။အဲ့တော့ပြီးစရာပြီးမပြီးချင်ဘူး။အဲ့တော့လက်ရှိမှာ Elliot Anderson ကိုတန်းက င်ဒီနေရာမှာ Elio Anderson ကုတိုင်ကလက်ရှိကျွန်တော်ဟိုလောကတာတင်ဆက်ထားခဲ့လို့ပဲကစားသမားကအသင်းအများကြီးတွေရှိတဲ့နေရာမှာကစားသမားကတော့ Manchester United အသင်းကိုပြောင်းဖို့တော့တော်တော်လေးကိုစိတ်အားထက်သန်နေတာကတော့ Manchester United အသင်းတော့တော်တော်လေးကိုကောင်းတဲ့သတင်းတစ်ခုလို့ပြောရမယ်ဒီမှာပါတယ်ဒီတော့အသင်းကြီးတွေဒါစိတ်ဝင်စားနေတဲ့နေရာမှာဒါ Elio Anderson နဲ့သူကဒါကျွန်တော်ကျန်တဲ့အသင်းထက်ဆိုင်တော့ Manchester United အသင်းကိုတော့တရားဝင်စိတ်ဝင်စားနေတာဖြစ်ပြီးတော့သူစားစွာနဲ့ပြပြလက်ရှိမှာဒါ Manchester United အသင်းကလာမယ့်နေရာဒီမှာခေါ်မယ့်ကစားသမားအခုကတည်းကဒါသူ့ရဲ့ agent နဲ့တွေ့ဆုံမှုတွေကိုပြုလုပ် ည်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်။ Elio Anderson အေဂျင့်နဲ့ Manchester United အသင်းရဲ့ဒါကျွန်တော် အပေါ်ပေါ်ဒါကျွန်တော်တို့ဆက်သွယ်တဲ့လူတွေနဲ့ဒါကျွန်တော်တို့တရားဝင်ဒါတွေ့ဆုံမှုတွေရှိခဲ့ပြီးတော့ဒါ Elliot Anderson ကိုတန်ကလည်း Manchester United အသင်းကိုအသွင်းနေအများကြီးသူ့ကိုစိတ်ဝင်စားရတဲ့မှာမှသူကပြန်ပြီးတော့ရွေးချယ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းရေးသားနေကြတာကိုလည်းတွေ့ရမယ်ဒီမှာအဲ့တော့ United အသင်းနဲ့ Elliot Anderson ကတဖြည်းဖြည်းနဲ့ဒါကျွန်တော် strong တဲ့ strong တော်လေးဖြစ်လာတယ် United ရဲ့ Lamine Nuyadi ရဲ့ Marquis Signing ကတဖြည်းနဲ့တဖြည်းတည်ကြတာကတော့ဒါကျွန်တော် Elliot Anderson ဖြစ်ဖို့အတွက်ရာဂိုင်နှုန်းညားလာခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ Christian အဲ့လေးစီရတာကျွန်တော်တို့နောက်ထပ်ကစားသမားတယောက်ကိုဒါ United အသင်းကစိတ်ဝင်စားနေတဲ့အတန်ဝါတန်ဖို့ပဲ ਨੇ Crystal Palace စီရတာကျွန်တော်ဝင်းဘက်ကစားသမားဖြစ်တယ်ဒါကျွန်တော် Daniel Munoz ကိုတော့ Manchester United အသင်းကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေဖြစ်လာခဲ့တယ် Daniel Munoz ကိုတိုင်ကလက်ရှိမှာ Manchester United အသင်းကိုတော်တော်လေးကိုကျွန်တော်တို့အားပြီးတဲ့ပြိတ္တတွေကတခုဖြစ်တယ်လို့သိရတယ်မှာပါတယ်သူကိုယ်တိုင်ကငယ်လေးကတည်းက Daniel Munoz အနေနဲ့ဒါကျွန်တော်လက်ရှိမှာ sorry ပါ ခုစပယ်လေးစဖူဘက်ဝင်းဘက်ကစားသမားဖြစ်တဲ့ဒန်နီယယ်မြူနက်စ်ကိုတိုင်ကသူ့မိသားစုကိုသူ့ကိုတာမန်ချက်စတာယူနိုက်တက်ကိုအားပေးတဲ့လူတွေဖြစ်တဲ့တကြောင်အကယ်၍သူ့တာမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းဖြစ်ခဲ့မယ်ဆိုရင်တော့သူ့အတွက်အိမ်မက်တွေအကောင့်ထဲပေါ်ခြင်းဆိုပြီးသူ့ရဲ့ဒါကျွန်တော်တို့အင်တာဗျူးမှာတွေ့လာခဲ့ရတယ်မှာပါတယ်ခရစ်စပယ်လေးစကလည်းရှိမှာဒန်နီယယ်မြူနက်စ်ကိုဒါဘယ်စည်းဘလို့ပုံစံမျိုးသတ်မှတ်ထားတာမရှိဘူးကျွန်တော်ပါစတန်အမြင်မှာဆိုရင်တော့မြူနက်စ်ကဒါပရီးမီးယားလိမှာအကောင်ဆုံးသောဝင်းဘက်ကစားသမားရဲ့တယောက်လို့မြင်တယ်ဘောနော်ဖူဘက်မဟုတ်ဘူးဝင်းဘက်ကစားသမားရဲ့တယောက်လို့မြင်တယ်ယူနိုက်တက်အသင်းကခုလည်းရှိမှာ RWB ဒါကောင်းကောင်းလူလီတယ်ဆိုရင်တော့ဒါကျွန်တော် Nunes ကကောင်းမွန်တဲ့ဒါကြောင့် additional တစ်ခုဖြစ်နိုင်မယ်လို့မြင်တယ်။ကစားသမားကိုရန်ကလက်ရှိမှာဒါ Manchester United အသင်းစိတ်ဝင်စားခံရတာသူ့အတွက်ဂုံယူစရာကောင်းတယ်ဆိုတဲ့အဥစားမျိုးကိုပြောခဲ့လို့သူ့နေဒီလိုမျိုးအသင်းတွေမှာကစားရတာသူ့အတွက်အိမ်မက်တွေတဲကတစ်ခုဖြစ်တယ်ဆိုတာကိုလည်းတရားဝင်ပုံမွန်လင်းလင်းပြောလာခဲ့ရတွေ့ရမယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Crystal Palace ပရိသတ်တွေလည်းစိတ်မဆိုးပါဘူး။ Crystal Palace ပရိသတ်တွေကဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုယိုးနေပြီလို့တော့ပြောလို့ရမယ့်အခြေအနေတစ်ခု Crystal Palace ပရိသတ်တွေကရင်ဆိုင်နေရတာဖြစ်တယ်လို့ပြောပြရစီ။အဲ့တော့ Crystal Palace ဘက်ကလည်းရှိမှာ Munoz နဲ့ပတ်သက်ပြီးဈေးသတ်မှတ်ထားကြတော့မရှိဘူး။သူတို့အနေနဲ့ Munoz နဲ့ တ်သက်ပြီးတော့ရောင်းမယ်ဆိုတာလည်းပုံစံမျိုးနဲ့တိတ်ပြီးမတွေ့ရဘူးเนาะ United တင်းနဲ့ဒီနှစ်ဒါကျွန်တော်စောင့်ရသည်အပြောင်းရွှေ့ကလေးက New Norse ရဲ့နေရာကိုဒါစိတ်ဝင်စားမှုတွေကိုရှိနေခဲ့ပေမဲ့သူတို့အနေနဲ့ဒါကျွန်တော်ငွေကြေးရ New Norse ရဲ့နေရာအတွက် United တင်းကလာမယ်စောင့်ရသည်မအောင် invest လုပ်မှာတချို့တော့စောင့်ကြည့်ရမယ်။လာမယ်နေရာဒီမှာတော့ဒါကျွန်တော် United တင်းနဲ့ဒါ Crystal Palace ရဲ့ right winger ကစားသမားဖြစ်တဲ့ New Norse ကိုတော့စိတ်ဝင်စားမှုတွေကိုရှိပြီးခေါ်ယူဖို့အတွက်ကြိုးစားသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ကစားသမားကိုယ်တိုင်ကလည်းလူလူချင်းချင်းဒါကျွန်တော်ရှိနေတဲ့အတွက်ကြောင့်မလို့ဒါ Manchester United တင်းနဲ့ဒီကစားသမားကိုခေါ်ယူသွား ားနိုင်မလားတော့ကျွန်တော်စောင့်ကြည့်ရမယ်လို့ပြောရင်လည်းကျွန်တော်တော့ကောင်းပြီပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ D4U တော့မှကျင်းလို့ဆက်ပေါင်းကူညီလို့ရပါတယ်မြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော့နေနေဖြစ်ပါစေစုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ ACC တွေ့ကြတာပေါ့အားလုံးပဲကြိုတူပါတယ်ကျွန်တော်တော့ကောင်းပြီပေါ့ဗျတေးပါဗျ